သူ့ကိုလူ့ဘဝတုန်းကတစ်ဖက်သက်ဆွေးနန်းနေတဲ့နန္ဒလူလင်ဆိုတာရှိတယ်။လူ့ဘဝတုန်းကဘလို့မှမကတ်နိုင်တဲ့အနေအထားသူကတော်တော်ဆိုးရဲမိုက်တဲ့လူပေါ့နော်။အဲ့ဒါအရှင်မတော်ထဲမှာတဘာတဲ့နေတယ်ဆိုတာကိုလည်းသူသိရော။အဲ့တော့သွားပြီးတော့သူကပြင်းမာတာဆိုတာအဲ့ဒါပြင်းမာဆိုတာပြီးတဲ့နောက်မှာပဲတောက်လျှောက်အရှင်မရဲ့မျက်လုံးအကြည့်ဆုံးတဲ့နေရာမှာပဲသူမြင်မြို့တယ်။ဒီတော်ထဲမှာပဲမြင်မြို့တယ်။ အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားစောစောကကာထာလေးကိုဟောတာမတို့ဝါမညတိပါလောယာဝပပနာပိစတိမကောင်းမှုအကျိုးမပြီးသေးခင်မှာတော့လူမိုက်တွေကမကောင်းမှုကိုပြားရည်လို့ချုံမြိန်နေလို့ထင်ကြတာဇေရာစပစ္စတိပါပံဘာလောဒုက္ခနိကိစတိမကောင်းမှုအကျိုးပေးပြီလဲဆိုရောဆင်းရဲဒုက္ခကိုပဲလူမိုက်တွေဟာတွေ့ကြရတော့တာစဉ်းစားတယ်ကမကောင်းဘူးလားဟုတ်တယ်ဒါလေးနဲ့ဦးဇင်းတို့ပတ်သက်ပြီးတော့နောက်ထပ်စဉ်းစားတယ်ကာထာလေးတစ်ခု ဒါလေးလေးပဲတော်တော်မှတ်သားစရာကောင်းတယ်။နာဟိပါပံကတံကမ္မံတိစုခိရံဝမုစ္စတိတဟံတံဘာလမနုတိဘတ္တမသံတော်ဝပါပကောတဲ့။တိစုခိရံညစ်ပြီးကသာနွားတို့သည်နာမုစ္စတိမချင်မသူအခိုးမလွတ်သေးဘူးတဲ့။နွားတို့ကညစ်ပြီးကသာမှာတော့လက်လက်ဆက်ဆက်မချင်သွားတယ်တိုးသွားတယ်အမြုပ်တွေထလာတယ်လို့မရှိဘူး။ အဲ့လိုပဲတဲ့ကတံပြုတ်သစ္စာဖြစ်တော့ပါပါမကောင်းမှုတည်နမုတ်ရှိတိအခုမပီသေးဘူးအကျိုးမပီသေးဘူးအခုမလွတ်သေးဘူးညပီကာရနွားတို့လိုပဲအကုသိုလ်ကပြုတ်ပီကာရမှာတော့ဘာဝသိပ်ပြီးတော့ထူချာမှုမရှိဘူးပေါ့နော်အကျိုးမပီသေးခင်မှာကိုပြောတာဟုတ်လားအကျိုးပီးပြီလဲဆိုရင်တော့တဲ့မုတ်ဆန်တော့အခုလွတ်လာပြီအကျိုးပီးလာပြီအစွမ်းပြလာပြီဆိုရင်တော့ ဗတ္တမဇံတော်ပြာဖုံးထားတဲ့ပါဝကောဤဝမိကြီးကဲကဲတို့ဘာလံလူမိုက်ကိုတဟန်တန်လောင်ကျွမ်းစီလေးအနွေတိအစင်လိုက်တဲ့ပြေဝံကလေးအလွန်တရာမှကြစ်လက်သိသိရနော်မကောင်းမှုအကျိုးပေးပြီလဲဆိုရောပြာဖုံးထားတဲ့မိခင်တို့လူမိုက်ကို လောင်ကျွမ်းစီပြီးတော့အစင်လိုက်တဲ့ဒီကထားလေးပြန်ပြောမယ်နော်ညစ်ပြီးကားသာနွားတို့သည်မချင်မသူအခိုးမလွတ်သေးသလို့ ပြုတ်ပြီးကသာမကောင်းမှုကလည်းပဲအကျိုးမပေးသေးဘူးအကျိုးပေးပြီလဲဆိုတော့ပြဖုံးထားတဲ့မိခဲလိုလူမိုက်ကိုလောင်ကျွမ်းစီပြီးတော့အရှင်လိုက်တယ်ဒီကထာလေးကိုလည်းမြတ်စွာဘုရားဘာလို့ဟောတာလဲဟောရခြင်းရဲ့အကြောင်းရှိတယ်လူမိုက်တွေကိုအကြောင်းပြုတ်ပြီးတော့ဟောတာပါမြတ်စွာဘုရားလက်ထက်က